ရှိဥသောဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ဘုရားသခင်အထုံးဖွင့်နှစ်လော်ကီထုံးစံဆိုရက်ကောင်းစဉ်လေးနဲ့ခွားပေးမှာဖြစ်ပါတယ်ဓမ္မရာဇဝင် ပထမဆောင်အခန်း၈စာပိုက်ခုံကိုဖတ်ပါမယ်သာရဘုရားကလည်းတင့်အားလူများတို့ပြောဆိုသမျှသောစကားကိုနားထောင်လို့သူတို့ဒီတင့်ကိုသာမပယ် ငါဒီသူတို့ကိုမအုပ်ဆိုးစေခြင်းကငါ့ကိုလည်းပယ်ကြပြီ ပြောရတွေ့ရတယ်။ဒါကပရိုဖက်ရှာမွေလာကိုနော်အဲ့ဒရလာလူမျိုးတွေကကျွန်တော်ကိုဘယင်ပေးပါတဲ့။အဲ့လိုပြောတဲ့ခါမှာပရိုဖက်ရှာမွေလာကစိတ်မကောင်းဖြစ်ပြီးတော့မှဖယားကိုသူကဆူတောင်းတာ။ဖယားကရှာမွေလာစိတ်မကောင်းဖြစ်နေတာပေါ့။ပြန်အားပေးရတယ် မဟုတ်ဘူးတဲ့သူတို့တောင်းတာပေးလိုက်တဲ့မင်းတယောက်แท้ကိုပဲပယ်တာမဟုတ်ဘူးတဲ့ငါ့ကိုလည်းပယ်တယ်တဲ့ဘုရားသခင်ကအဲ့ဒရလလူမျိုးတွေကိုအဲကုတ်တုပေကနေအခုရှာမူလက်လက်ထက်ထိတောက်လျှောက်အုပ်ဆိုးတာဖြစ်ပါတယ်ဟောနှစ်ပေါင်း800လောက်ဖြစ်နေပြီသူရဲ့ဘုရားသခင်ကသူ့အတူဘိတ်သိပ်ဘိတ်သိပ်ဘိတ်သိပ်ပြီးတော့မှခေါင်းဆောင်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ပေါ်ထွန်းစေတယ်ပေါ့အဲ့လိုနေနဲ့သူကဓာတ်ရဲ့အုပ်ဆိုးတာ သူတို့တွေ့ရတယ်ဒါကိုဧတရိလလူမျိုးတွေကမလို့ချင်ဘူးကျွန်တော်တို့ကိုနော်ရှင်ဘင်ပေးပါတဲ့အဲ့တော့ဖယားရဲ့သူကအထုံးဖွဲ့တော့ကတော့သူကိုယ်တိုင်အုပ်ဆိုးချင်တာနော်သူကိုယ်တိုင်ကသူ့လူမျိုးကိုအုပ်ဆိုးချင်တာဖြစ်တယ်ဒါပေမဲ့ဧတရိလလူမျိုးတွေကဖယားသားသမီးဖြစ်တဲ့ဧတရိလလူမျိုးတွေ နော်ဘုရားသခင်လူမျိုးတော်ကမဟုတ်ဘူးတဲ့နော်ငါတို့ရှင်ပြန်ပြီးရှင်ပြန်မဲ့အုပ်ချုပ်ပါစေတဲ့ဒါပေမဲ့တလို့ရှင်ပြန်အကြောင်းတွေကိုတော့တောက်လျှောက်ပြောတယ်ဟာအဲ့တော့မင်းတို့ရှင်ပြန်တောက်ရင်တော့တဲ့အဲ့ဒါရှင်ပြန်ကမင်းတို့တမီးတွေနော်မိဖိုင်ဖရာရမကောက်မယ်ကိုလူရရမကောက်မယ်မင်းတို့ဆက်ဆဲဖို့တဖို့မင်းတို့ရဲ့ ဟိုတရိတ်ဆန်တွေအခွန်ကောက်မယ်မျိုးစုံပေါ့ရှင်ပင်ရှင်မမင်းတို့သားသမီးတွေပြေးရလွားမယ်ဟာလာရှင်ပင်စတွက်အမှုထမ်းကြရမယ်ဒီလိုမျိုးဒီလူထုံးစံဟာနော်မင်းတို့အတွက်မကောင်းဘူးဘလောက်ပဲပြောပြောနော်စပိုက်20မှာဘာပြောလဲဆိုတော့ဣတရလူမျိုးတွေရအောသောသောရှင်ပင်ကိုလူချင်းပိုက်အကျွန်တို့တို့ဒီတပါးမျိုးသားအပေါင်းတို့ ਨੇ တူမြင့်ကြောင်ကျွန်တော်တို့ကိုအုပ်စိုးသောရှင်ပင်ရှိရမည်တပားအမျိုးသားတို့နဲ့တူမြင့်ကြောင်ကျွန်တော်အုပ်စိုးတဲ့ရှင်ပင်ပေးပါအဲ့ဒါရှိတဲ့ရှိရမယ်ဘုရားကိုယ်တိုင်အုပ်စိုးတော်မလို့ချင်းတပားပြောသားတွေကတော့ဘုရားမရှိဘူးလေဘုရားမရှိတော့ဘယင်တွေကအုပ်စိုးတယ်ဧဒရယလူမျိုးတွေမှာကဖះရှိတယ်ဖះရှိတော့သူတို့ကိုဖះကအုပ်ဆိုးတာ အဲ့ဒါကိုမလို့ချင်ဘူးအဲ့ဘုရားသခင်ရဲ့အထုံးဖွဲ့တော်ကသူကိုယ်တိုင်အုပ်စိုးဖို့သူကယ်တင်ထားတာဂျွန်ဘောကနေပြီးရင်ပြီးတော့သူကခေါ်ဆောင်လာတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကပဲအုပ်စိုးဖို့ဖြစ်တယ်ဒါဘုရားသခင်အထုံးဖွဲ့ပဲအဲ့တော့လော့ကီထုံးစားရတော့မဟုတ်ဘူးငါတို့ကငါတို့အုပ်စိုးမယ်ဘုရားသခင်လာမအုပ်စိုးနဲ့ဘယင်ပေးဘယင်အုပ်စိုးပါစေဒါလော့ကီထုံးစားနော်တပါးမျိုးသားတို့ထုံးစံရှိတဲ့အတိုင်းဘယင်ပေးပါပြောတယ် အဲ့ကြောင့်ဒီနေ့ကျွန်တော်တို့လေဘုရားသခင်ကကျွန်တော်တို့နော်ဒီအပြစ်ကြီးကျွန်ဘွားကနေငဲကြမဲ့ဘွားကနေဟလာသူရဲ့တစ်ဖက်သက်မြစ်တာနဲ့ကဲတင်ထားတဲ့လူမျိုးဖြစ်တယ်ကျွန်တော်တို့ကဘုရားသခင်လူမျိုးတော်ပဲနော်ဘုရားသခင်သားသမီးတွေဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့အုပ်ဆိုးခြင်းလေနော်ဒါဘုရားသခင်အထုံးဖွဲ့ပဲဘုရားသခင်ကဘလောက်ထိပြောလဲဆိုတော့လူဟာတဲ့မိုးအဖြစ်တဲ့အသက်ကိုမိုးရမှာမဟုတ်ဘူးတဲ့ဘုရားသခင်က မိန်တော်မူရမြတိုင်းနှုတ်ကပတ်တော်အပြင်အသက်ကိုမွေးရမယ်ရှင်နော်ယုံကြည်ခြင်းအပြင်အသက်ရှင်ရမယ်ဆိုတာအဲ့ဒါနှုတ်ကပတ်တော်ယုံပြီးတော့မှဟောအသက်ရှင်ရမှာအဲ့ဒါပါလဲဖခင်အုပ်ဆိုးခြင်းဝန်ခံတာဖြစ်တယ်နော်ဒါဘုရားသခင်အထွန်းဖွဲ့ဖြစ်တယ်မိတ်ဆွေတင့်ကိုဘုရားသခင်ကအကျွမ်းမဲ့အုပ်ဆိုးခွင့်လိုချင်တယ်အဲ့တော့တင်ကအုပ်ဆိုးခွင့်ပေးရင်တော့ဒါဘုရားသခင်အထွန်းဖွဲ့တော်နဲ့ညီတယ်မပေးဘူးဆိုရင်တော့ လောကီထုံးစံထဲမှာတင်ရောက်သွားပြီဖြစ်ပါတယ်ဒါကိုရှင်ပေါလို့ကဘာပြောလဲဆိုတော့သူကဒီဝိညာဉ်ပဂရီလို့ ਨੇ ဇာတိပဂရီလို့ပြောတာတွေ့ရတယ်ကျွန်တော်အပေါ်ပိုင်းမဖတ်ဘူးအောက်ပိုင်းလေးပဲဖတ်မယ်ယခုပင်လဲဇာတိပဂရီလို့ဖြစ်ကြသည်ကုံပြန်ချင်းရန်တွေ့ချင်းအချင်းချင်းကွဲပြားချင်းရှိသည်ဖြစ်တင်းတို့သည်ဇာတိပဂရီ ဖြစ်ကြသည်မဟုတ်လောလောကီထုံးစံတိုင်းကျင့်ဆောင်ကြသည်မဟုတ်လောအပေါ်မှာတော့ဝိညာဉ်ပဂရိလူဝိညာဉ်ပဂရိလူချက်ကြည်ခဲတဲ့အစာဝိညာဉ်ဘာသာစကားပေါ့ဝိညာဉ်စကားပဲပြောတယ်ဝိညာဉ်စကားပြောတယ်ယေရှုကဝိညာဉ်စကားပြောတော့လူတွေကနားမလဲဘူးနော်ကိုရောကဘာတွေပြောလဲတဲ့ဘသူကသိမှလဲတဲ့မဟုတ်ဘူးတဲ့ငါပြောတဲ့စကားဝိညာဉ်ဖြစ်တယ်တဲ့နော်ဒရိုင်းမရှင်ပေါ်လို့ကလည်း ဝိညာဉ်ပကတိလူကိုပဲနည်းနည်းတဲ့နှုတ်ကပတ်တော်ကိုသင်ပေးတယ်ဟောပြောတယ်အဲ့တော့ကြည်ခဲတဲ့အစာလို့ခေါ်တယ်ပေါ့ဒါကြောင့်မမေရှိဒီနေ့တိဘုကဘုရားသခင်ကနော်တင့်ကိုတိုက်ရဲ့အုပ်ဆိုးခြင်းနဲ့ဆိုတာမမေ့ပါနဲ့ဒါဘုရားအထွန်းပွဲပဲတင့်ကိုတိုက်ရဲ့အုပ်ဆိုးတဲ့ခါမှာတင့်စင်မှာဘယင်မရှိဘူးတိုင်းမဲ့ကြည့်လိုက် ရှေ့တော့ကမောရှိလက်ထက်ကနေစပြီးတော့မှဒီရှာမူလတိုင်အောင်ဘာဘယင်မမရှိတဲ့ခါမှာဖရာသခင်တိုက်ခန့်ထားတဲ့ဖရာခင်တိုက်အုပ်ဆိုးတဲ့ခါမှာမောရှိလက်ထက်တော်လည်းမောရှိတယောက်ပဲယောရှုလည်းယောရှုတယောက်ပဲဘာထီးနန်းတွေဘာတွေအဆောင်အယောင်တွေအခွင့်ကောက်တာတွေဘာညာတခုမှမရှိဘူးရှာမူလလက်ထက်မှာလည်းသူများတိုင်းပြည်တွေမှာနန်းတော်တွေရှိတယ်စတတ်တွေစည်ရထားတွေအမျိုးမျိုးပေါ့ လောကီထုံးစံတိုင်းရှိကြတယ်အဲ့တော့သူတို့မှမရှိဘူးနန်းတော်လည်းမရှိဘူးเนาะအဲ့တော့အခွန်လည်းပေးစရာမလိုဘာမှမလိုကွယ်ရုတ်တရက်ချင်းအလွန်အားနေတယ်လို့ထင်ရတယ်အားနေတယ်အဲ့အားနေတဲ့ခါမှလည်းဘာဖြစ်လဲတပါးတွေကရန်သူတွေလာပြီဒုက္ခရောက်ပြီဆိုရင်အစင်မဲ့ဘုရားသခင်ကိုဩကြတယ်ဘုရားသခင်ကိုအားကိုးကြတယ်ဆိုတာတွေ့ရတယ်အဲ့ဒီခါမှဘုရားသခင်အောက်ဩပေါ်ရာ ဘာမှမရှိချင်းကနေရန်သူအောင်ခွင့်အစင်မပြည့်တယ်ဒီလိုတွေ့ရတယ်ပေါ့အဲ့တော့ရှင်ပိုးလူကဘာပြောလဲဆိုတော့သူယောဂတခုခံစားတဲ့ခါမှာအဲ့ဒါပျောက်ဖို့သူဆုတောင်းတယ်ဒါပေမဲ့ဘုရားကဘာပြောလဲဆိုတော့နော် နှစ်ကောခန်းစနစ်စပိုက်ကိုမှာငါကြီးစိုးသည်တင်ဖို့လောက်ပြီငါတကိုးသည်အာနေချင်းအဖြစ်နဲ့စုံလင်တတ်သည်ဟုမိန်တော်မူထို့ကြောင့်ခရစ်တော်တကိုးသည်ငါပေါ်၌ကျင်းဝတ်မြစ်အကြောင်းငါကို၌အာနေချင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နဲ့ဝါကြွားခြင်းကတာ၍ငါအလိုရှိအာနေတယ်သူကအာကြီးဖို့သူဆုတောင်းတယ်ဖခင်မပေးဘူးဘာလို့လဲဆိုတော့ငါရဲ့ တကောကတဲ့အာနေချင်းအဖြစ်မှာစုံနေတယ်ဟောဒါဘုရားခင်အထုံးဖွဲ့ပဲဖြစ်ပါတယ်လူတွေကတော့လူအထုံးဖွဲ့ရပါလေငါလူသူ့လူအာမျိုးမျိုးပေါ့အာချီအောင်တိဆောက်တယ်အင်အားချီအောင်ဟာလာမျိုးစုံနဲ့လုပ်ကြတယ်ဟောအဲ့တော့ရှင်ဘုရင်တွေနန်းတော်တွေလက်နက်တွေစစ်တပ်တွေဟာလာအမျိုးစုံလုပ်တဲ့ခါမှာပြည်သူလူတွေအခွန်တွေအမျိုးမျိုးပေးရတယ်ဟောအဲ့တော့ ဘယင်ကတရားစီဖြစ်မတရားတွေဖြစ်စေအုပ်ဆိုးချင်းဝန်ခံရတယ်နော်အင်းအားတော့ကြီးပါရဲ့အင်းအားတော့ကြီးပါရဲ့ဒါပေမဲ့ဒုက္ခတွေမျိုးစုံရှိတယ်ဒီဘက်ကဖရားရဲ့အထုံးဖွဲ့တော်ကြတော့အင်းအားမရှိဘူးနော်ရှာမော်လက်တယောက်ပဲရှိတယ်အုပ်ဆိုးတဲ့သူကဘာဟိုအမတ်တွေဘာတွေညာတွေအစိုးရဖွဲ့တွေတခွမရှိဘူးတနိုင်ငံလုံးမှာသူတယောက်ပဲ အုပ်စိုးတယ်အဲ့တော့တတိုင်းပြည်လုံးမှာဘာအားမှမရှိဘူးဘာစစ်တပ်မှရဲလို့မယ်မဲရမရှိဘူးအဲ့လိုဖြစ်တဲ့အခါမှာဒုက္ခရောက်တော့ဖယောက်អော်ကြတာပေါ့ဖယားကလည်းသူတို့အာဟောပေါ်ရကဲတင်တယ်ကိုညီတယ်ချိမြောက်တယ်ပေါ့ဒါဖယားရဲ့เนาะအထုံးဖွဲ့ဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေအားပေးခြင်းနဲ့သင်အားနေရင်စိတ်မပြတ်ပါနဲ့နော်ဖယားကိုပဲအားကိုးပါလို့အဲ့လိုပြောတော့အားနေတာကိုနော်ကောင်းတယ်အားနေရမယ်လို့ပြောချင်တော့မဟုတ်ပါဘူး ဖခင်အထုံးဖွဲ့အရာနော်တင့်မှာဘာမှလက်စုပ်လက်ကံပြစရာမရှိရင်တောင်မှစိတ်မပြတ်ဘူးအားပေးချင်တာဖြစ်ပါတယ်အဲ့ဒါဟာဖခင်ဘုန်းထင်ရှားဖို့ဖြစ်တယ်အားပေးချင်တယ်နော်အဲ့တော့လောကီထုံးစံတိုင်းကျွန်တော်တို့မတော်ဖို့အရေးကြီးတယ်အဲ့တရီလာလူမျိုးတွေကဘယင်တောင်းတယ်ငါတို့အုပ်စုဖို့ပေးအဲ့တော့ဒီမှာကျေတော်ကာလမှာတော့ဇာတိသဘောနဲ့တွားတယ်။ငါလူမျိုးငါတို့အဖွဲ့ငါဆရာ ငါတို့အသိန်းတော်ဟောအဲ့လိုသွားတာအဲ့ဒါပါလေလောကီထုံးစံဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စာပြီးနော်ဘုရားသခင်တာလင်တင်းအုပ်ဆိုးပါစေဒါဘုရားသခင်အထုံးပွဲဖြစ်တယ်မေမေရရလက်ဆုပ်လက်ကိုင်းဘာမှပြတ်စရာမရှိရင်တောင်းမှဘုရားသခင်ရှိပါတယ်နော်အဲ့လိုဖြစ်ရင်တင်ဟာအားနည်းတယ်လို့ထင်ရပေမဲ့နော်အချိန်တန်ဘုရားဘုံမြင်တွေ့ရမှာဖြစ်ပါတယ် အကြွေအတင်အာရင်အောင်တိဆောက်မယ်ကိုကိုအာကြည့်အောင်ဟောဒီဇာတိသဘောနဲ့လောကီထုံးစံတိုင်းတင်သွားရဆိုရင်တော့အဲ့ဒါကဘယောက်ဆန့်ကျင်ရာရောက်ပါတယ်နော်ဘုရားသခင်မလူချင်းပါဘူးလောကနဲ့မိထားဖွဲ့တာဘုရားသခင်မလူချင်းဘူးဆိုတော့နားလေပြီဒီနေ့ဆက်ပြီဘုရားသခင်အထွန်းပွဲတော်တိုင်းအသက်ရှင်ပါလို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်